မူဒီအစိုးရဒီလိုမျိုးလူသက်သမားနဲ့လက်တွဲပြီးတော့နှုတ်ဆက်ထားတာတွေ platform တစ်ခုမှာပေါ့နော်ဟိုစကားထိုင်ပြောတာတွေကလူသက်သမားနဲ့စကားထိုင်ပြောရဲဆိုတာတကယ်တော့အင်မတန်ယွန်ရှာဖို့ကောင်းတယ်တကယ်ဆိုသူ white coat လောက်ရမှာမင်း online နဲ့တွေ့တဲ့အချိန်မှာဆိုရင်နိုင်ငံရေးခွင့်ရေးတွေဘာခွင့်ရေးတွေလိုချင်လဲတော့မသိဘူးမင်း online စီကနေပြီးတော့ဒါပေမဲ့အဲ့လိုမျိုးတွေကမဖြစ်သင့်တဲ့ကိစ္စပေါ့နော်တိတ်ခါတာကြားတယ်ကမ္ဘာပေါ်မှာအကြီးဆုံးဒီမိုကရေစီကိုနိုင်ငံကိုအုပ်ချုပ်နေတဲ့အစိုးရတစ်ခုလုတ်ပြီးတော့ဒီလိုမျိုးကမ္ဘာပေါ်မှာအဆိုးဆုံး dictatorship လူသက်ကောင်နဲ့တွဲပြီးတော့ထိုင်နေဆိုတာရတော်တော်လေးကိုတွေ့ရတာမစီလို့ဖြစ်နေတာ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ Hindu လူမျိုးတွေ Hindu ဘာသာဝင်တွေသူတဖြင့်ကိုစားပြုနေတဲ့ New Dollar ရှိမှာပါဝင်နေတဲ့သူတွေထဲကမြန်မာ Hindu Union ဖွဲ့ခေါင်းဆောင်အုပ်ကိုကျွန်တော်ဒီနေ့ exclusive interview မှာဖိတ်ခေါ်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့ Hindu တွေရဲ့ Dollar ရှိပေါ်ပါဝင်နေမှုအခြေအနေကိုနောက်ပြီးမှဒီလက်ရှိမြန်မာနိုင်ငံနိုင်ငံရဲ့အပြောင်းအလဲပုံပြောင်းလဲခြေလေးတွေကိုကျွန်တော်တို့ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဆရာမင်းဟင်းရဲ့အခုလိုကျွန်တော်တို့ကိုအချင်းပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဦးစွာပြု ောကြားလို့ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဆရာဆရာတို့ကျွန်တော်တို့ဒီလိုမျိုးပင်ရေးပေးတဲ့အတွက်လည်းကျွန်တော်တို့လည်းကျေးဇူးအထူးတင်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ Hindu လူမျိုးတွေကလူဦးရေဘယ်လောက်လောက်ရှိလဲဆိုတဲ့ခန့်မှန်းခြေရပြီးတော့ဆရာတို့အနေနဲ့ ຫນွေဥတော်လန်ရေးမှာဘာဖြစ်လို့မြန်မာဟင်ဒူယူနီယံဆိုတဲ့နာမည်နဲ့ပါဝင်အဖြစ်နေတယ်လေဆိုတဲ့ဟာလေကျွန်တော်တို့ဆိုဆွေးနွေးပြပါမှာမြောက်ဟုတ်ကဲ့ပါဆရာဒီဟင်ဒူလူနည်းစုအနေနဲ့ကတော့ဗမာပြည်မှာပေါ့နော်အနည်းဆုံးတသန်းကျော်လောက်ရှိမယ်ပေါ့နော်ဒီကဟင်ဒူဘာသာလို့ပြောလာပြီဆိုရင်ဟင်ဒူဘာသာမှာ လူမျိုးစုတွေအများကြီးရှိတယ်ဟိန္ဒူဘာသာကိုးကွယ်တဲ့လူမျိုးစုကအ ਨੇ သောမမိုင်းမှာ၁၀ခုလောက်ရှိမှာပေါ့နော်တမဲတို့တလန်ငူတို့ဂိုယူဟာပုံနာတို့အများကြီးပဲ၁၀ခုလောက်ရှိမယ်အဲ့၁၀ခုနဲ့ဖွဲ့စည်းထားတာပေါ့ဂေါ်တခါတို့နော်အဲ့ဒီအဲ့ဒီအရေကုန်ပါမယ်ဆိုတော့မြန်မာပြည်မှာရှိတဲ့ area နဲ့ပြောမယ်ဆိုရင်တော့မြန်မာပြည်မှာပဲခူးတိုင်းဆိုရင်ဒါဟိန္ဒူလူမျိုးတော်တော်များစုအခြေကျနေထိုင်တာရှိတယ်သူတို့တွေကအများစုက လေယာသမားတွေလုတဲ့အတွက်အဲ့လိုနေရာတွေမှာနေတယ်ပြီးရင်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာခြေတကြနေတာများတယ်ရန်ကုန်မန္တလေးမှာတော့ရှိတယ်မွန်တို့ကတော့တနေ့ပို့ပြီးတော့ပိုများတာပေါ့သူတို့ရဲ့အခြေချခဲ့တဲ့အမိုင်းရဆိုလည်းပိုရှိတယ်ဒါကတော့ဘလို့တွေအခြေချခဲ့လဲပေါ့နော်တကယ်တော့ဒီနေယူတော်လိုင်းမှာပါကားတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီဟိန္ဒူဘာသာကိုးကွယ်တဲ့လူနည်းစုအနေနဲ့အဖွဲ့အစည်းထောင်ပြီးတော့တုတ်ရှားခဲ့တာတခုမှမရှိဘူးလွတ်လပ်ရေးရပြီခင်ဗျာကဲဟိုနာမည်တခုအနေနဲ့ record ကျွန်တော်တို့သမိုင်းထဲမှာမတွေ့ရဘူးဒါပေမဲ့တယောက်ချင်းအနေနဲ့လူတွေတော့တွေ့ခဲ့ဘူးတယ်တော်လိုင်း းမှာလုပ်ခဲ့တဲ့လူဆိုရင်လည်းဗမာပြည် community party မှာလည်း goshare ဆိုရင်ဒါတီထောင်ခဲ့တဲ့ founder one of the founder တယောက်ပေါ့ဒါပေမဲ့သူကတော့ဟိန္ဒူဘာသာကိုးကွယ်တဲ့ဘင်္ဂါလီလူမျိုးပေါ့ဟိန္ဒူဘာသာအနေနဲ့ဖွဲ့စည်းဆိုပြီးတော့တော့မရှိခဲ့ဘူးမရှိခဲ့ပေမဲ့ဒီလူဦးတော်လိုင်းရောက်တဲ့အချိန်မှာကျွန်တော်တို့တွေပြည်မှာရောက်နေတဲ့ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေကဒါတခုခုလုပ်ရမယ်ပေါ့နော်အဲ့လိုလုပ်ရမယ်ဆိုပြီးတော့အတိကတော့ကျွန်တော်တို့ယူရိုကနော်ဝေးတို့ဘာတို့မှစုနေတဲ့လူတွေကစအလုပ်ခဲ့တာပေါ့ဆရာအဲ့မှာကျွန်တော်တို့ပါဝင်ပြီးတော့စုပြီးတော့ရတဲ့အချိန်လေးကိုရတယ်လို့ းလုတ်ပြီးတော့ run ခဲ့တာပေါ့အထူးသဖြင့်ကတော့ကျွန်တော်ຫນွေဥတော်လိုင်းမှာတော့ရန်မူငွေရှာတဲ့အလုပ်တွေလုပ်တယ်အိန္ဒိယ government ကိုလိုအပ်တဲ့စာတွေရေးတဲ့အချိန်ကရေးတဲ့ကိစ္စတွေကျွန်တော်တို့လုပ်တယ်ပြီးရင်ဒီ PDF နဲ့ပတ်သက်တဲ့အကူအညီတွေကိုကျွန်တော်တို့တစ်ခုခု သူတို့အတွက်လိုအပ်တဲ့မြေပြင်မှာချိတ်ဆက်မှုကိစ္စတွေဆိုရင်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မိုင်းနေတက်မကနေပြီးတော့တတ်နိုင်သလားပေါ့နော်ပါဝင်ကူညီတာပေါ့ဆရာရဲ့ဟုတ်ကဲ့ဒါဆိုဆရာဒူတူဦးချင်းစီရဲ့ရဲ့ဟိန္ဒူလူမျိုးတွေမြန်မာနိုင်ငံရေလောကမှာဒါဖွေရှိနေနေမရှိဘူးဆိုပေမဲ့ပါဝင်အဖြစ်ပေးခဲ့တဲ့ဟာရတကယ်ရှိတယ်ဆိုတော့ဒီရှိရှိရှိအပါဝင် ရှိရှိရှိနောက်ပိုင်းအပြင်လိုလည်းနောက်ပိုင်းပေါ်လာတဲ့လူထုလှုပ်ရှားမှုတွေမှာဟိန္ဒူလူမျိုးတွေပါဝင်ခဲ့တဲ့အခြေအနေဟာမျိုးထို့သဖြင့်ဒါ တပိအင်ညာစုဒီမှာပါဝင်ခဲ့တာတော့နော်ပြမဟိန္ဒူလူမျိုးတွေအပေါ်မှာခက်အဆက်ဆက်အနာရရှိတဲ့သူတွေကပြင်းနေမှုတွေကိုအချင်းချင်းလေးတဲ့ဆွေးနွေးကြည့်ပေးလို့ရမှာပြင်းနေမှုဘာရလို့ဆရာတော်တော်လေးဝင်နေစရာဘာကြောင့်လဲဆိုတော့ဟိန္ဒူဘာတွေကအထူးသဖြင့်ပညာရေးလုံးဝအာမခံပညာရေးမှာအာမခံတာမြန်မာအစိုးရအဆက်ဆက်ကကျွန်တော်တို့တွေကိုအခွင့်အရေးတွေပုံစံပေါင်းစုံနဲ့ပိတ်ခဲ့တယ်။ဥပမာကျွန်တော်တို့မှာအထူးသဖြင့်မှတ်ပုံတင်ပေါ့မှတ်ပုံတင်ဆိုရင် 1982ဆိုတဲ့ဥပဒေကတကယ်တော့တော်တော်တော့စကားပြောရတဲ့ဥပဒေပေါ့နော်ဒါတော်တော်လေးကိုအကန့်အသတ်တွေဖြစ်စေခဲ့တယ်ဥပမာကျွန်တော်တို့အဖိုးတို့အဖွားတို့ကအိန္ဒိယမှာမွေးလာတဲ့လူတွေဆိုရင်နောက်အဘိုးတို့အဘွားတို့ကမွေးလာတဲ့လူတွေဆိုရင်ကျွန်တော်တို့ဒီအောက်ကလူတွေမြန်မာယူမှာဘလောက်မွေးမွေးကျွန်တော်တို့အခက်ခဲတွေရှိလာတယ်ဆိုတော့ပညာရေးအရမ်းခက်ခဲရှိခဲ့တယ်နောက် plus Hindu ဘာသာ ကိုးကွယ်တဲ့လူတွေကလည်းသူတို့တွေကနည်းနည်းစိတ်ကအေးတဲ့လူတွေများတယ်သူတို့တွေကခေါင်းငုံခံတဲ့လူတွေပိုများတယ်အဲအဲ့လိုလူတွေများတော့သူတို့တွေကပေးထားတဲ့အခြေအနေအခွင့်အရေးပေါ်မှာပဲမူတည်ပြီးတော့အသက်ရှင်ကြတဲ့လူတွေများတယ်အာနာရှင်တွေသူအာနာပိုင်တွေကိုသူတို့ကမေကွန်းထုတ်တဲ့ဥစ္စာတွေတိတ်မလို့ဘူးအဲ့တော့ကျွန်တော်ပညာရေးတအားအားနေတယ်ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေကသူလက်တဆုဆိုတာတော့ရှိပါတယ်ဟိုသူ့ area နဲ့သူရှိထားတဲ့အခွင့်အရေးလေးတွေဥမာစစ်တပ်ထဲမှာဆိုရင်သူ့ area နဲ့သူအင်္ဂလိပ်ဖြစ်ထဲကနေပြီးတော့တစ်ဆက်ထဲဖြစ်နေတဲ့လူတွေဆက်ပြီးတော့စစ်ထဲမှာရှိနေတဲ့ဥစ္စာတွေလို့ပေါ့ ါ့နော်ဟိုအရာရှိ level ပုံစံမျိုးတွေရှိတယ်ဟိုအရင်တော့ပေါ့ဒါပေမဲ့အဲ့ဒါတွေကိုလုံးဝလည်းစစ်တပ်အခြေအနေနဲ့ကြည့်မယ်ဆိုဘုံမူးကြီးတို့ဘုံတင်လာမှာရက်သွားတယ်ဟိုစစ်တပ်ဆိုတာဟိုကျွန်တော်ပြောတာလွတ်လပ်ရေးပြီးတော့ပါလာတဲ့စစ်တပ်ထမရှိလာတဲ့ generation ပေါ့အဲ့ထမဟိန္ဒူဘာသာဝင်ရှိတာတွေလူတွေပါလာပါတယ်အဲ့အဲ့ဒါကတော့ပုံစံတစ်မျိုးပညာရေးနဲ့ပတ်သက်ပြီးတော့ကြာတော့ကျွန်တော်တို့တွေဆိုရင်ဥမာအဖိုးဘွား FRC ဆိုရင်ကျွန်တော်အဖေကမြန်မာပြည်မှာမွေးလဲသူက FRC ပဲအဲ့လိုမျိုး FRC ဆိုတဲ့နိုင်ငံသားလက်မှတ်ကိုကင်တဲ့ဘူးပေါ့နော်အဲ့လိုမျိုးကင်လိုက်တဲ့လူတယောက်ရဲ့ဒါမှတ်ပုံတွေရနေလေကျွန် တို့တို့အတွက်ပညာရေးကောင်းကောင်းသင်လို့မရပညာရေးမကောင်းကောင်းသင်လို့ရမှာဆိုတာအဲ့လိုပတ်ပုံနေနဲ့ပတ်သက်ပြီးတော့ဟိန္ဒူဘာသာဝင်တွေကမြန်မာပြည်မှာမွေးတဲ့လူဆိုရင်တော့မှပတ်ပုံနေကတော်တော်လေးကိုခက်ပြီးတော့တမူးဝဲညောင်းပညာတော့မဟုတ်ဘူးကျွန်တော်တို့ normal ဟိုဘာ physics တို့ chemistry တို့ဘာသာရဲ့ဂုံပြုခိုးဘွဲယူမဲ့အချိန်မှာတော့မှကျွန်တော်တို့မှတ်ပုံနေမရှိဘူးဆိုရင်အဲ့ဒီဘွဲစာရွက်ထဲမှာဘွဲ certificate ထည့်မပေးလိုက်ဘူး MD စာရေးကြီးပဲကျွန်တော်တို့ကယူခဲ့ရတယ်စာရေးအလွတ်ကြီးပဲဆိုတော့မှတ်ပုံနေရမှာလာထုတ်ပေါ့အဲ့အဲ့သဘောမျိုးဂျဟန်မဲ့တက်ခဲ့ရတယ်ကျမကြီးလည်းအတူတူပဲကျမကြီးဆိုလည်းတော်တော်အားနေကြတယ်ပညာရေးအားနေပြီ ီဆိုတော့အဖက်ဖက်တောက်လျှောက်စင်းသွားပြီပေါ့နော်စီးပွားရေးဆိုရင်ကျွန်တော်တို့တော်တော်အခြေခံကြတဲ့လုပ်ငန်းတွေလုပ်မယ်ဆရာတို့တိမယ်နဲ့တူတယ်ဥမာသူများမလုပ်တဲ့လုပ်ငန်းတွေပေါ့ဗမာပြည်မှာဆိုတန်လုပ်ငန်းတို့စက်ကူပလင်းတို့အဲ့လိုလုပ်ငန်းတွေမှာကျွန်တော်တို့အဲ့ အဟင်းလူဘာသာကိုးကွယ်တဲ့လူတွေတော်တော်များအဲ့နေရာတွေမှာတော်တော်လှုပ်တယ်ဒါပေမဲ့တဖြည်းဖြည်းတော့ဟိုပြောင်းလဲလာတယ်နောက်ပိုင်းမှာတော့အဆောက်အဦဆောက်တဲ့နေရာတို့ဘာလို့လှုပ်လာတယ်တချို့ရှိကောင်းရှိတယ်နောက်ပဲလုပ်ငန်းတွေဘာတွေလုံးမလှုပ်လှုပ်လာတယ်ပေါ့နော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုဖိနှိမ်မှုနဲ့ဆိုရင်နေဝင်တက်တဲ့အချိန်မှာဆိုကျွန်တော်တို့ပိုက်ဆိုင်မှုတွေဆိုရင်ဒါနိုင်ငံလုံးအနေနဲ့ဒီနေရာမှာတော့မြန်မာနိုင်ငံသားတွေဆိုပြီးတော့သူတို့ညှာတာတော့မဟုတ်ဘူးတရုတ်ဆိုလည်းခံရတာတရုတ်လူမျိုးအနေနဲ့လည်းသူတို့အသိခံရတာပဲကျွန်တော်တို့လူနည်းစုဟိန္ဒူဘာသာဝင်တွေဆိုရင်လည်းတော်တော်လေးကိုအသိခံခဲ့ရတဲ့လူတွေရှိတယ်ပစ္စည်းတွေစီးပွားရေးတွေ ပြည့်စည်သွားတယ်အဲ့ဒီအချိန်မှတော့1980ကျော်မှဆိုကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေကိုအိန္ဒိယကိုပြန်ပို့တဲ့အဆင့်တွေပါတယ်ပါရှိတာပေါ့နော်ပြန်ပို့တယ်ဆိုလို့ပြင်အိန္ဒိယဆိုလို့ဟိန္ဒူဘာသာဝင်တွေကကျွန်တော်တို့ခြိုက်ပြီးသွားတဲ့ပုံစံမျိုးမဟုတ်ဘူးဒါအိန္ဒိယဆိုလို့သာသွားတကယ်တော့ဒီနေမြေမှာမွေးဖွားလာပြီးတော့ကျွန်တော်တို့အခြားနိုင်ငံသွားတဲ့အိက္ဆာမျိုးဆိုတာကတော့ပတ်ဝန်းကျင်ရက်မြေကပြောင်းလဲသွားပြီးစကားတွေပါတယ်ပြောင်းလဲသွားပြီးအယူဆတွေပြောင်းလဲအဲ့နေရာကြီးကိုသွားတာအင်မတန်ခက်ခဲတွေတွေ့ခဲ့ကြရတယ်သူတို့တချို့တွေအခုချိန်ထိမရက်တည်နိုင်သေးဘူးအိန္ဒိယမှာဆိုတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ပို့တာတွေရှိတယ်တရုတ် ုမျိုးတွေကျွန်တော်တို့သူတို့ပီကင်းကိုပို့တာဘယ်နေရာကိုပို့ရဲဆိုတာမကြားဘူးကျွန်တော်လူနည်းစုအနေနဲ့ဟိန္ဒူဘာသာဝင်တွေကိုအဲ့လိုမျိုးပို့တာရှိတယ်နေဝင်းတို့ကအဲ့လိုမျိုးဤနှိမ်မှုတွေကြောင့်နိုင်ငံရေးမှာကြတော့ပါဝင်တဲ့နှုံးကကြတော့ percentage ကတော်တော်နည်းသွားတယ်အဲ့မှာအယူဆတွေအတွေးခေါ်တွေကပို့ပြီးတော့တော်တော်လေးကိုအတန်ထွက်နိုင်တဲ့အဆင့်မရှိတော့ပါဝင်မှုတွေနည်းပြီးတော့တောက်လျှောက်အတန်ဒိတ်လူခွင့်ကြီးစုံပါနေတဲ့လူမျိုးစု ပုံစံဖြစ်သွားတော့ပါဆရာရယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အခုကျွန်တော်တို့နိုင်ငံကြီးတော်လိုင်းကြီးထဲမှာတော့အမှုပညာသမားတွေထဲမှာလည်းတချို့ဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေပေါ့နော်တချို့ရှိတာတွေတွေ့ရတယ်နိုင်ငံကြီးသမားတွေမှာတချို့တယောက်နှစ်ယောက်ပေါ့လက်ချိုးရည်လူရတဲ့အဆင့်တွေပါပဲအဲ့လိုမျိုးတွေရှိတယ်အများသောအားဖြင့်တို့တွေကအကြောက်တရားတွေပိုကြီးတယ်မြန်မာပြည်ကလူတွေနဲ့အများစုကရှင့်မဲ့ဆိုဟိန္ဒူဘာသာကိုးကွယ်တဲ့လူတွေရဲ့အကြောက်တရားပိုကြီးတယ်ဟုတ်လဲဟုတ်ပါတယ်တကယ်လို့တခုခုနိုင်ငံကြီးကြောင့်အဖမ်းခံရပြီဆိုရင်ကျွန်တော်တို့တွေကိုပို့ပြီးတော့နှိမ်နေလူမျိုးကြီးနဲ့ပို့နှိမ်နေဘာသာကြီးနဲ့ပို့နှိမ်နေပြီးွားပြီဆိုရင်ပို့ပြီးတော့နှိမ်ဆက်ခံရတယ်အဲ့လိုမျိုး ူတွေကြောင့်တောင်တန်းဆိုရင်နိုင်ငံရေးဆိုတာသူတကယ်ကိုခါးသီးတဲ့အဥ္စာမျိုးပေါ့နော်လူခွင့်ရေးဆိုတာကျွန်တော်တို့ရဖို့တောင်မကြိုးစားတော့ဘူးခါးသီးတဲ့စေကားကြီးလူဖြစ်သွားတယ်အဲ့ပုံစံမျိုးနဲ့တချို့လူတွေလူခွင့်ရေးပြီးသက်ဆုံးရှုံးပြီးတော့တကယ်ကိုဒီလောကကြီးရထွက်သွားတဲ့လူတွေကြောင့်ရှိတယ်ဆရာဆိုတော့ဆုံးရှုံးမှုတွေအများကြီးပဲလူပြီးနေခံရမှုတွေအများကြီးပဲအဲ့ဒါတွေကကျွန်တော်တခါလေးကြာရင်နေသားကြတယ်လို့ဖြစ်သွားတယ်အဲ့လိုမျိုးပုံစံပေါ့နော်ဆရာ ကျေးဇူးပါဆရာဟုတ်ကဲ့အဲ့မှာဆရာပြောတဲ့အထင်မှနိုင်ငယ်ပါသွားပြီပေါ့နော်ဆရာတို့အခုလက်ရှိနေဦးဒေါ်လာရှင်မှာကို loss ရဆရာပြောတဲ့အရှိမြန်မာ Hindu Union ကနေဆို fundraising မှာပါတယ်ပြီးတော့ PDF ထောက်ပံ့ကြေးတွေမှာပါဆိုတော့ဒီလက်ရှိဒေါ်လာရှင်မှာကျွန်တော်တို့နေကန်တာပေါင်းစုပေါ့နော်တပိတ် Nobel မှာတန်တမန်ရှင်နဲ့တိုက်ပွဲဝင်တွေရရှိလို့လက်နဲ့ကန်ရှိတယ်နောက် CGM စသဖြင့်ရှိတယ်ပြီးတော့အခုတချို့ဖန်ကန်ဘုံမထောင်ထေးရောက်နေတဲ့ဟာမျိုးရှိတယ်ဆိုတော့ဒီကန်တာတွေမှာကျွန်တော်တို့လက်ရှိဆရာတို့အချက်လက်ရရှိသလောက်ပေါ့နော်အဲ့မှာ ရှင်တူလူမျိုးတွေရှင်တူဘာသာဝင်တွေပေကန္တာတွေမှာပါဝင်နေတယ်လေဆိုတဲ့ဟာချက်လက်ပေါ်ချေခံပုံမှာဆွေးနွေးပေးပါဦးနော်။နေဦးတော်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထောင်ထဲမှာကြာနေတဲ့လူတွေရှိတယ်။လက်ချိုးရည်လို့ရတယ်။ဒါပေမဲ့နေဦးတော်လိုင်းစဖြစ်တဲ့အချိန်မှာတော့ပါဝင်တဲ့လူငယ်တွေအများကြီးပဲတော်တော်များများပါခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာသူတို့တော်တော်လေးကိုနောက်ဆုတ်ပြီးရှောင်သွားတယ်။အခုလက်ရှိလည်းပြည်တွင်းထဲမှာသူတို့ဘယ်လိုပြောမလဲနိုင်ငံကြီးတော့မလုပ်တော့ဘူး။ဒါပေမဲ့အနောက်ကွယ်ကနေပြီးတော့တခုခုအဲ့လိုမျိုးကူညီတဲ့ပံ့ပိုးတဲ့ဥစားလေးတွေတော့လုပ်တာပေါ့နော်လူမသိအောင်။ဒါပေမဲ့တော်တော်လေးကိုရက်သွားတယ်။တချို့တွေဆိုစီးပွားရေးပုံမှန်လူမျိုးပြန်လုံနေကြတယ်ပုံစံမျိုး ွေရှိတယ် plus ကျွန်တော်တို့ဒီပြည်တွင်းထဲမှာရှိတဲ့ဟိမ်ဘာသာဝင်အဖွဲ့အစည်းတွေရှိတယ်တော်တော်ကြီးကြီးမား central board တို့ကျန်တဲ့အများရွယ်အဲ့အဲ့လူတွေစိုးကောပေါ့နော်စိုးကောဆိုနာမည်တက်ပြီးတော့သူတို့ကိုသူတို့လူကြီးလောက်ထားတဲ့အဖွဲ့အစည်းတွေဒီလူတွေကဘုရားကျောင်းတွေကိုလုံးအုပ်ချုပ်ထားတယ်ဘုရားကျောင်းရတဲ့ပတ်စံနေနဲ့သူတို့ personal အသုံးပြုတာတွေတော့ရှိတာပေါ့လေအဲ့လိုမျိုးတွေနဲ့အကဆရဲ့တကယ်ကိုအကြီးစားနောက်လိုက်တယ်လို့ဖြစ်နေအဲ့လိုလူတွေကဒီဟိန္ဒူဘာသာလူငယ်တွေဝင်နေသူတို့တွေရဲ့စောက်ကြည့်မှုကနေသူကမလွတ်တော့ကျွန်တော်တို့ဒီပါဝင်မှုကိုတိတ်ပြီးတော့တိတ်ချီပြလို့မရအောင်မရတော့အဲ့ဒါနိုင်ငံကြီးတွေမှာတိတ်ပြီးမပါဝင်ခဲ့ရဘူးလောလောဆယ်ဆိုရင်တောင်ထောင်ထဲမှာကြာနေလူအချို့ရှိတယ်ကျွန်တော်တို့စီမှာနာမည်အတိအကျ ကောက်ဖို့စည်ရင်တိကျကောက်ဖို့ဆိုတာအင်မတန်ခက်တယ်တချို့တွေကထောင်ကျနေရင်တော့မှကျွန်တော်တို့နာမည်မပေးဘူးဘာကြောင့်လဲဆိုတော့ဒီနာမည်ကြောင့်သူတို့ထပ်ပြီးတော့ကြံခဲ့တဲ့မိသားစုတွေထပ်ခံရမှာလေနောက်ထောင်ထဲမှာတက်ပြီးတော့အဲ့တဲ့ရင်တစ်ခုခုကပေါက်လို့ထောင်ထဲမှာထပ်ပြီးအနှိမ့်ဆက်ခံရမှာလေအဲ့ဒါတွေကိုထပ်ကြောက်လို့တည်င်းနေမပေးဘူးဒါပေမဲ့ကျွန်တော်တို့လက်ထက်မှာတော့ရှိတာပေါ့နော်အချို့လက်ထဲတွေရှိတယ် ထောင်ထဲမှာဆုံးသွားတဲ့လူတွေရှိတယ်တချို့ PDF ဒီမှာ join ပြီးတော့လုံနေတာတွေရှိတယ်လက်ရှိတူတွေမှာလုံနေတာတွေရှိတယ်တချို့ထောင်ကျပြီးတော့လည်းပြန်လွတ်လာတဲ့အမှုပညာရှင်တွေထဲမှာလည်းရှိတာတွေတွေ့ရတယ်အထူးသဖြင့်ဒီ new တော်လိုင်းမှာတော့တခြားအရှင်ကပါဝင်မှု တီတဲ့ပူပြီးတော့မာမာကျွတ်ကျွတ်ပါဝင်လာတယ်။ဒါပေမဲ့ပါဝင်မလာပြီးတဲ့နောက်ပိုင်းမှာတော့ထပ်ပြီးတော့အာအင်ပြန်ရုပ်ရော်သွားတာတွေ့ရတယ်။အထူးသဖြင့်ဟိန္ဒူဘာသာဝင်တွေပေါ့။သူတို့တွေကကျွန်တော်တို့ပါဝင်နေတယ်ဆိုရင်တော့မိဘတွေကသူတို့တွေအကြောက်တရားတွေသူတို့တွေကကင်ထားတာဆိုတော့ဟုတ်လဲဟုတ်တယ်။တကယ်အကြောက်တရားဆိုတာလည်းတကယ်ကြောက်စရာကောင်းတယ်ဘဝပြတ်သွားအောင်နှိပ်ဆက်တတ်တဲ့လူတွေဆိုတော့စကားစားဆိုအဲ့လိုမျိုးတွေအခက်အခဲတွေကြောင်းအခုပါဝင်တဲ့ဥစ္စာတွေက အဲ့လိုအခြေအနေတွေဖြစ်နေတာပေါ့နော်ပြပရောက်နေတဲ့လူတွေတောင်မှတချို့တွေကပါဝင်မှုတော်တော်ခက်တယ် online မှာမျက်နှာပြရတယ်ပါတယ်ဆိုရင်ဘာကြောင့်လဲဆိုတော့အနောက်ကလူတွေကမလုံခြုံကြောမလုံဘူးပေါ့နော်ဒါမဲ့အဖြစ်အပျက်တချို့လူတွေကတော့လူငယ်တွေကိုကျွန်တော်တို့ educate လုပ်တယ်ပြောတယ်တချို့မိသားစုတွေကလည်းပမာမှာတချို့မနေတော့ဘူးယာယီအိန္ဒိယကိုပြောင်းသွားတဲ့လူတွေရှိတယ်အဲ့လိုလူမျိုးလူငယ်မျိုးတွေနဲ့ပတ်သက်တဲ့ဟိုဆိုရင်တော့သူတို့တွေကပို့ပြီးတော့ပါဝင်တာပေါ့နော်အဲ့လိုအခြေအနေတော့ရှိပါလိမ့်ဆရာဟုတ်ကဲ့ဒီကြားထဲမှာကျွန်တော်တို့သတင်းဆောင်ချင်မှုတွေအရာဟိန္ဒူဘုရားကျောင်းတွေကို တာဂက်ထားပြီးမှတိုက်ခိုက်ခံရတာကျွန်တော်တို့သိရတယ်လို့ဆိုသုံးချင်ထင်းမနေဘူးเนาะဒါမဲ့ဒီဆရာတို့မြန်မာ Hindu Union အပါအဝင် Hindu Union ကကကွက်စာတွေကလွေပြမကျန်တာထွေထွမရှိတော့ဘူးเนาะနောက်ပြမမြန်မာ Hindu Union ကလည်းအခုချိန်မှာဒါဤပညာပိုင်းဆိုင်ရာအရာအစဉ်ကုန်မှုတွေရှိတဲ့ကကြတခြား NGO တွေလို့စနစ်တကျ Hindu လူမျိုးတွေပေါ်မှာအလူပွေးချိုးမှုတွေမှတ်တမ်း လောဘရမတာတင်ပြဆွေးနွေးတာတွေရှိယုံတာတွေဟာနင့်လိုအပ်ချက်ရှိနေသေးတယ်လို့ကျွန်တော်တို့ဒါကြံပြင်ပြောလို့ရတာပေါ့ဆိုတော့အဲ့ဒီပုံမှာဘလို့ခံစားတယ်ဘာဖြစ်လို့အနည်းနာမှာတကယ်ဟိန္ဒူလူမျိုးအများဆုံးနေထိုင်တဲ့အိန္ဒိယဟာမျိုးနဲ့ရှိနေပြီမြန်ဒါအဲ့လိုဟိန္ဒူဘုရားကျောင်းတွေတိုက်ခိုက်ခံနေချိန်မှာအိန္ဒိယတန်ယုံရနေတဲ့ ဘာမှစာထုတ်ပြန်တာမရှိတဲ့အနေအထားဖြစ်တဲ့ခါဆိုတော့အဲ့ဒီပုံမှာဘယ်လိုခံစားရလဲဆရာဆရာတကယ်တော့ကျွန်တော်တို့ကပြည်တွင်းထဲမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေကအိန္ဒိယဆိုဝီဇာအမေလိုချစ်တဲ့ပုံမျိုးစိတ်တော်ရှိကြတယ်မြန်မာပြည်ကတော့ကိုယ့်ရဲ့မိခင်လိုချစ်တာပေါ့နော်ဒါပေမဲ့အိန္ဒိယကအနေနဲ့ကြတော့ကျွန်တော်တို့ပုံမှာပြန်ပြီးတော့ကြည့်တဲ့ပုံမှာပုံစံတစ်မျိုးကျွန်တော်တို့အိန္ဒိယနိုင်ငံသားမဟုတ်တဲ့ပုံစံတိတ်ပြီးတော့စဉ်းရင်မသွင်းတဲ့ဥစ္စာမျိုးပုံစံမျိုးတတိထားမိတယ်ဒါပေမဲ့ဒါကလည်းတစ်ခုပြန်စဉ်းစားရင်သူတို့ရဲ့လက်ရှိ government ရဲ့ policy လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဒီ Modi government န်စကားဆနဲ့လည်းလက်တွဲပြီးလုပ်နေတဲ့တချို့ကိစ္စတွေရှိနေတယ်လို့ဟိုသူတို့ရဲ့နိုင်ငံရေး power balancing လုပ်နေတဲ့ Chinese government နဲ့လည်းအတူတူဟိုကောင်တာ လုံနေရတဲ့ကိစ္စမျိုးတွေရှိကောင်းရှိနိုင်တယ်။ဒါတော့သူတို့ high level government level policy တွေကိုဘယ်လိုတွေသွားနေလဲတော့မသိဘူးเนาะ။အဲ့ဒီအခြေအနေမျိုးမှာကျွန်တော်တို့ဒီဘက်ကိုအတန်ပေးထွက်တဲ့ဥစ္စာမျိုးတွေကိုသူတို့တိတ်ပြီးတော့စိတ်ဝင်ဝင်စားဟန်စောင့်လာလားလဲမသိဘူး။ဒါပေမဲ့လောလောဆယ်အထိရတော့ကျွန်တော်တို့ဖះเจ้าတွေထိတာတွေအများကြီးရှိတယ်။ဖင်လူလူမျိုးစုတွေဘုံကျဲခံပြီးဆုံးသွားတဲ့လူတွေရှိတယ်။အခုလက်ရှိခင်ပြည်နယ်ထဲမှာဆိုရင်ကကဆာဘုံကျဲပြီးတော့တရွာလုံးထွက်ပြေးနေရတဲ့အခြေအနေမျိုးတွေရှိတယ်။ကြုံတို့လို area မှာပေါ့เนาะ။တော်တော်များများတွေခံနေရတဲ့နောက်ဟိန္ဒူဘာသာဝင်တွေအနေနဲ့သူတို့လူခွင့်ရေး ချိုးပေါက်ခံရတယ်ဆိုတော့သူတို့တွေကတေးချာချာမပြောတတ်ဘူးအခုနောက်လိုမျိုးပေါ့ပညာအားနေတယ်ဆိုတဲ့ဥစ္စာအခုချိန်ဒီအဲ့ဒါတွေကထိခိုက်မှုတွေရှိတယ်အခုချိန်ဒီဘာကြောင့်လဲဆိုကျွန်တော်တို့ကဒီ collection လုပ်မယ်ဆိုရင်ဥပမာ Google Form လောက်နဲ့ပုံနေစာတွေတင်မှုပုံစံမျိုးလုပ်ပေးလိုက်လို့ရတယ်ဒါပေမဲ့သူတို့တွေကအဲ့ဒီအရာကိုမလုပ်တတ်ဘူးစကားပြောတာတော့မှသူတို့တွေကနည်းနည်းရှင်းရှင်းလင်းလင်းမပြောတတ်ဘူးမှစကားကိုဆိုတော့အယမ်းခတ်တယ်ဆရာဤပညာပိုင်းမှာလည်းသူတို့ရဲ့လှိလာ လိုက်စားမှုကအားနည်းတာဘာကြောင့်လဲပညာရေးကြောင့်။နောက်ကျွန်တော်တို့အနည်းဆက်ဆုံးဟိန္ဒူဘာသာအကြီးဆုံးနိုင်ငံတခြားဘာသာတွေနဲ့မတူဘူး။ဒီခရစ်ယာန်တို့အစ္စလာမ်တို့ပတ်ဝန်းကျင်တွေကတော်တော်ကြီးတယ်တော်တော်စီးလုံးတယ်။ဒါပေမဲ့ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီးတော့အိကတော့အိန္ဒိယကတော့အိန္ဒိယချင်းလည်းဖြစ်တယ်ဆိုတော့ဒါပေမဲ့သူတို့အိန္ဒိယတန်ယုံကလည်းများသောအဖြစ်အားဆကဆနဲ့လက်တွဲပြီးလုပ်နေတဲ့လူတွေများတယ်။နောက်ပြည်တွင်းထဲမှာရှိတဲ့ဟိန္ဒူအဖွဲ့အစည်းတွေကလည်းတန်ယုံကိုအဝင်ထွက်လုပ်တယ်။ရန်ကုန်မှာရှိတဲ့အိန္ဒိယတန်ယုံပေါ့နော်။အဝင်ထွက်လုပ်တယ်ဆိုတာကဆကဆကောင်းညိုကောင်းတဲ့ဥစ္စာတွေကို သူတို့တွေကရှင်းရင်သွားပြီးတော့လော်ဘီလုပ်ပေးနေတဲ့ပုံမျိုးပေါ့နော်အဲ့လိုကိစ္စမျိုးတွေကျွန်တော်တို့ကြားသိရတယ်ပြည်တွင်းထဲမှာရှိတဲ့ဟိန္ဒူတွေကဘာကြောင့်လဲဆိုတော့သူတို့ရဲ့ personal interest တွေပါတာပေါ့နော်ကိုကြီးကိုယ်တာကိစ္စတွေပါတော့ကျွန်တော်လူနေစုတွေတကယ်ခံနေရတယ်ဟိန္ဒူဘာသာဝင်တွေတကယ်ခံနေရတဲ့အရာတွေကိုကိုလူမျိုးကကိုအလုတ်ခံရတယ်ဆိုတော့ဆရာတကယ်တော့အိန္ဒိယ government ကကျွန်တော်တို့ကိုမကြည့်ဘူးဆိုတာကိုညီကုန်းပြန် ချုပ်မယ်ဆိုရင်သူတို့မသိတာလည်းဖြစ်မယ်အတန်ဒီဘောင်းစုံနဲ့တန်ရုံကိုအဝင်ထွက်လုပ်တဲ့ channel ကိုအဓိကထားပြီးနားထောင်လို့ဟို neglect လုပ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ထိုးပေါက်နေပါတယ်ထိုးပေါက်တယ်ဆိုတာကတော့စာရီးတက်နိုင်တယ်လို့ပို့တယ်နောက်တမန်နာတူပြည်နယ်မှာရှိတဲ့အစိုးရပါတီဝင်တွေရှိတယ်အဲ့ပါတီဝင်ရလူတချို့နဲ့လည်းချိတ်ဆက်မှုတွေတော့လုပ်တယ်သူတို့တွေကလည်းကျွန်တော်တို့ကိုစိတ်ဝင်စားတယ်ဒါမှခက်တာတမန်နာတူ state ကနိုင်ငံရေးသမားတွေကဘလောက်စိတ်ဝင်စားစား central government စိတ်ဝင်စားမှကျွန်တော်တို့ကအဆင်ပြေမှာဆိုတော့အဲ့ politics ထဲမှာလည်းကျွန်တော်တို့ကတော်တော်လေးကိုပို့ခတ်တယ်ပေါ့နော်အဲ့အခက်အခဲတွေက ာနည်းနည်းကြုံပြရတယ်အဲ့ဒီလမ်းကြောင်းဒီမှာကျွန်တော်တို့အခက်အခဲတွေတွေ့နေရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဆက်ပြီးတော့ဒီတိုင်းတက်နိုင်တဲ့လောက်တော့ဆက်လုပ်သွားဖို့တော့ရှိတယ်ဆက်လုပ်လဲလုပ်နေပါတယ်တစ်ဖက်မှာဒါအိန္ဒိယကစစ်ကောင်စီနဲ့လက်တွဲတယ်ဆိုပေမဲ့မိုဒီအစိုးရကသူ့ဘာသာဟိန္ဒူအမျိုးသားရေးပါတီနေနဲ့သူကြွေးကြော်ပြောမှကိုအစိုးရဖွဲ့လာတဲ့ဟာဖြစ်တယ်ဆိုတော့တစ်ဖက်မှာဘင်္ဂလားဒေ့ရှ်မှာကြီးတယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးရှုပ်ထွေးမှုတွေမှာဟိန္ဒူလူမျိုးတွေနဲ့ဘာသာဝင်တွေတာဂက်ထားခံပြီးမှဖြစ်နေမှုကြုံလာတဲ့ကိုချက်ချင်းနဲ့ ဝင်ပြုမကူညီပေးနေတဲ့ဟာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ Hindu လူမျိုးတွေကိုကျတော့သူမျက်ပွေပြုနေတာကျွန်တော်တို့မြင်နေတာကဒါဘုရားအကြောင်းနဲ့တူတာတိုက်ခိုက်ခံရတာတွေကအစား နောက်ပြမှာတခြား KSS စနစ်ချင်းတုံးလာတဲ့ဟာတွေအပြင်ဒီစီကောင်စီလေးအောက်မှာခါတီးတဲ့အတုံးလုံးတွေတုံးပြီးတော့မှဖြင်းနေတဲ့ဟာတွေပါလေရှိတာပေါ့နော်ဟိုလွန်ခဲ့တဲ့ရုပ်ရှင်ရကားတစ်ခုထဲမှာလည်းဒါအင်ဒိုလူမျိုးတွေကို စော်ကားတဲ့အတုံးလုံးကိုတကယ်မြန်မာနိုင်ငံရုပ်ရှင်ထုတ်လို့ရှိအဖွဲ့ကအတီးပြုတ်ပြီးပြမှာ ပြသခွင့်ပြုတွေဟာမျိုးအပြင်ပေါ့နော်ဆိုတော့ဒါမိုဒီအနေနဲ့ကျွေးကြော်ထားတဲ့ဟိန္ဒူအမျိုးသားကြီးပါတီအနေနဲ့ဒါမျိုးကိုကြာတော့မြစ်ွေပြိုးလေးဟာကဆရာတို့ဘယ်လိုမြင်လဲဘယ်လိုခံစားလဲကျွန်တော်ထင်တာတော့အမျိုးသားကြီးဝါရကို promote လုပ်တဲ့ဝါရကိုတုံးတဲ့မူဒီ government ကတော့မဲရဖို့ပဲလုပ်တာဆရာကျွန်တော်နိုင်ငံရေးသမားစကားတစ်ခုပဲထင်တယ်တကယ်တကယ်စိတ်ထဲမှာတကယ်အမျိုးသားကြီးကိုတကယ်တန်မိုးထားတဲ့လူဆိုရင်တော့ဘင်္ဂလားဒေ့ရှ်မှာဖြစ်နေမှာမဟုတ်ဘူးအိမ်ဗမာပြည်မှာဖြစ်နေမှာမဟုတ်ဘူးတရုတ်ပြည်မှာဟိန္ဒူတွေဘာသာဝင်နေလူနေ ည်းစုတွေရှိလို့သူအတိုင်းအတာလူနည်းစုတွေရှိလို့ တခုခုအတန်ထွက်ရမယ်ဆိုရင်လည်းသူထွက်ပြေးရမယ်အလေထားသူတာဝန်ရှိတယ်ကျွန်တော်ထင်တာတော့ဒါနိုင်ငံရေးဟို slogan ပေါ်ဖြစ်မယ်နဲ့တူတယ်အမျိုးသားရေးဆိုတာသူပါတီနိုင်ရရှိရေးအတွက်ပဲဘာလဲနောက်တစ်ခုကကြည့်မယ်ဆိုလဲဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘင်္ဂါလီလူမျိုးပေါ့နော် politician တွေကအိန္ဒိယရဲ့ parliament ထဲမှာဘင်္ဂါလီလူမျိုးတွေရှိတယ် politician တွေရှိတယ်ကျွန်တော်တို့ဗမာပြည်မှာရှိတဲ့ဟိန္ဒူဘာသာဝင်လူတွေကအိန္ဒိယရဲ့ parliament ထဲမှာမရှိဘူးအဲ့တခုလဲကွာခြားတာလဲဖြစ်နိုင်မယ်ဘာကြောင့်လဲဆိုသူတို့ဘက်ကအတန်ပူထွက်နိုင်တယ်ဘင်္ဂလားဒေ့ရှ်မှာလူနည်းစုဟိ င်ဒီဘာသာလူနည်းစုတွေကအနှိမ့်ဆက်ခံရတဲ့အချိန်အပိနှိမ့်ခံရတဲ့အချိန်မှာဆိုရင်တို့ပါလီမန်ထဲမှာအတန်ထွက်လာပြီဆိုသူတရားရုံးကအတန်ထွက်ပြီးလို့ရတယ်ဆရာတေးလားကျွန်တော်တို့ဗမာပြည်မှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေအနေနဲ့ကကြတော့အဲ့ဒီ level အထိမှပေါက်ပေါက်ရောက်ရှိနေတာမတွေ့ရဘူးအဲ့တော့အဲ့လိုကာချမှုပုံမှာလည်းရှိတယ်လို့ကျွန်တော်ထင်တယ်အခုက slogan တစ်ခုအနေနဲ့ပဲသူလုံနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်တော့သူသူပြည်တွင်းမှာသူအာဏာရရှိဖို့ရည်ပဲထင်တယ်ဆရာဟုတ် တဖက်မှာတည်းကျွန်တော်တို့မွတ်စလင်တွေဆိုရင်တို့လူခွေးကြီးလှုပ်ရှားတဲ့သူတွေကလည်းအတိုင်းအတာတစ်ခုထိစနစ်တကျနဲ့ကိုတို့လှုပ်ရှားနိုင်တယ်။နောက်တစ်ခုခုတို့ကြုံတယ်ဆိုမွတ်စလင်နိုင်ငံတွေကဝင်ကူပြီးတော့မှအတန်ထွက်ပေးတဲ့ဟာရှိတယ်။နောက်ခရီးယန်အပါဝင်တဲ့ဒီမြန်မာနိုင်ငံမှာတခြားလူနေစုတိုင်းသားတွေဆိုရင်သူတို့တခုခုကြုံနေဆိုရင်အနေအဆုံးပေါ့အတန်ထွက်ပေးတဲ့နိုင်ငံရှိတယ်။နောက်ပြမခုလက်ရှိကျွန်တော်တို့လေးလာချက်ရဆိုတော့ဒါခရီးယန်တွေဖျားချောင်းဖြစ်စည်းခံရမှုတွေဆိုတော့ စနစ်တကျနဲ့ကိုပြုစုထားတဲ့အဖွဲ့ရှိတွေရှိတယ်။ဆိုတော့ဆရာတို့ Hindu Union နေနဲ့အဲ့လို Hindu နိုင်ငံတွေကိုဆရာတို့ကြုံတွေ့တဲ့အခက်အခဲတွေတင်ပြနိုင်ဖို့အတွက်ဟောတော်လကောင်းပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ Hindu လူမျိုးတွေဖြိနှိခံအခြေအနေဟာမျိုးကိုပို့ပြီးမှစနစ်တကျနိုင်ငံတကာ UN အစည်းအဝေးမျိုးတွေတင်ပြနိုင်ဖို့အတွက်ဘလို့ဆောင်ရွက်ဖို့ဆန္ဒရှိတယ်အဲ့ဒီပုံမှာပါစင်ကုန်မှုတွေကြုံနေတယ်လေဆရာတို့ဟုတ်ကဲ့ဆရာကိစ္စတွေကတော့ record အနေနဲ့ကတော့အခုကျွန်တော်တို့အစီအမံဖျားချောင်းကိစ္စဘုံညက်ခံရတဲ့ကိစ္စမျိုးတွေဖြည့်ဆည်းခံရတဲ့ကိစ္စ မျိုးတွေရွာကိုဘုံကျဲပြီးတော့ပြည်ပြည်သူတွေထွက်ပြေးသွားတာတွေလူ၁၄ရောက်တခါတည်းဆုံးသွားတာတွေအဲ့ record တွေကိုကျွန်တော်တို့ record တော့လုပ်ထားတယ်တော်လိုင်းကာလမှာ site ကနှစ်ဖက်လုံးမှာကျွန်တော်တို့တွေအားသာချက်အားနှချက်ဒီပြည်သူတွေခံရတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေအကုန်လုံးကတော့ကျွန်တော်တို့ record လုပ်ထားတယ်အခုနောက်လိုမျိုးဟိန္ဒူဘာသာဝင်နိုင်ငံတွေဘယ်လိုပုံစံမျိုးနဲ့ထိတွေ့မလဲကျွန်တော်တို့တွေဘယ်လိုအတန်ပြုတ်ပေးမလဲဆိုတာတော့ကျွန်တော်တို့အခုတမန်နာရုပြည်နယ်ပါတီကိုတော့ကျွန်တော်တို့ထိထိတွေ့နေတယ်နောက်တီးလင်ကတမန်နဲ့ ပသက်ပြီးတော့လည်းကျွန်တော်တို့ထိတွေ့မှုရှိတယ်။အဲအဲ့ဒါမျိုးတွေတော့နည်းနည်းချိတ်ဆက်နေတာတွေတော့ရှိပါတယ်။တခါလေကြာရင်ဒီဟိန္ဒူဘာသာဝင်မဲ့ ဒါပေမဲ့မှာနေတဲ့လူတွေကကျွန်တော်တို့ personally လဲပူညီတောင်းတဲ့ပုံစံမျိုးတွေကတိတ်မတွေ့ရဘူးတကယ်တော့အဲ့ဒါတွေကတကယ်လူတွေဒါတွေကကျွန်တော်တို့ရဲ့ခြိလန်းသစ်တွေပေါ့နော်ဒီခြိလန်းသစ်တွေဒီလိုမျိုးတခြားဟိုနိုင်ငံမှာရှိတဲ့ဘာသာတူနိုင်ငံတွေကိုသွားပြီးတော့ lobby လုပ်အခွင့်အရေးတင်ပြတောင်းဆိုပြီးတော့ကျွန်တော်တို့ဒီတန်ထုတ်ပေးဖို့ဆိုတာကျွန်တော်တို့ဒါလန်းလန်းသစ်တစ်ခုကိုဖောက်ရမှာဆိုတော့ကျွန်တော်အဲ့ဒါတွေလုပ်ဖို့တော့အခန်းကဏ္ဍတွေတော့စဉ်းစားနေပါတယ်အခုပထမဆုံးအနေနဲ့ကတော့အဲ့အိန္ဒိယ political group တွေနဲ့ပေါ့စပြီးတော့ချိတ်ဆက်ထားတာတွေတော့ရှိပါတယ်ဆရာ UN နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တို့ထိဖို့လို ပါတယ်အဓိကတော့အခုနပြောသလိုမျိုးပေါ့နော်အခုန documentation နဲ့ systematic သွားဖို့ဥစားလက်တွေအများကြီးလိုတယ်ကျွန်တော်တို့မှာအခုဆိုရံမူငွေပွဲအတွက်တွေလုတ်ပြီးတော့တော်လန်ရုပ်ကူညီတာတွေရှိတယ်အခုနမျိုးနိုင်တဲ့ကိစ္စတွေကိုမြေမြမှာရှိနေအခက်အခဲရှိတဲ့ကိုယ်ဟိန္ဒူဘာသာဝင်တွေအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့ကူညီပေးတာတွေရှိတယ် plus ဟို financially တောင်မဟုတ်ဘူးတိသူတို့ဘက်ကနေပြီးတော့ လူခွင်နဲ့ပတ်သက်တဲ့ဥစ္စာဆိုရင်ဥမာ UN ကလူခွင်အဖွဲ့အစည်းတွေဘန်ကောက်မှာထိုင်နေဆိုရင်သူတို့တွေနဲ့ချိတ်ဆက်ပြီးစကားပြောတာတွေရှိတယ်ခုနလိုမျိုးကြယ်ပြန့်တဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့ဥမာ UN တို့ဘာလို့ဆက်ပြီးတော့ထိုးဖောက်ဖို့ဆက်လုပ်ရမှာပေါ့နော်ဒီဒေါ်လာကြီးမပြီးမချင်းဟုတ်ကဲ့ဆိုတော့အခုလက်ရှိအိန္ဒိယနိုင်ငံဖြစ်ဆိုရင်ဒါဟိန္ဒူလူမျိုးတွေပါဝင်တာအထူးသဖြင့်ချင်းလူမျိုးတွေနဲ့ဒါစကိုင်းတိုင်းမကွေးတိုင်းကတည်းကပမာတချို့နဲ့ဝင်ပြီးတော့မှကိုလိုပြီးကြတာရှိတယ်တိုးတော့မီဇိုရမ်နဲ့နာဂါလန်ကပြည်နေသူပြည်နေသားတွေကလူ ပြမအိန္ဒိယကပေါ်လစီအရတိတ်မကြုံဆိုတဲ့ဟာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိန္ဒူလူမျိုးတူအနေနဲ့အိန္ဒိယရဲ့အခုလှုပ်ဆောင်ချက်ကိုဘယ်လိုမြင်တယ်လဲအားရလားတကယ်လို့သာဒီ အခုခုလုံနေတဲ့မြန်မာနိုင်ငံပြည်သူတွေကိုစားသူတို့ခေါင်းဆောင်တွေကိုစကားပြောခွင့်ရမယ်ဆိုရင်မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုပြောပြောပေးချင်တယ်လဲဘယ်လိုဘယ်လိုခံစားတယ်လဲဒီပုံမှာဒီကတော့အိန္ဒိယကမ္ဘာမန့်ကိုအားရလာမိတဲ့ဥစ္စာတော့လုံးဝအားမရဘူးလေသူကဆက်လက်နဲ့ပစ္စည်းတွေတောင်မှစကားဆောက်ရောင်းတဲ့တချို့ပစ္စည်းတွေတွေ့ရတယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံသားတွေစစ်ဘေးရှောင်ဒုက္ခသည်တွေအခက်အခဲရှိတဲ့လူတွေအိမ်မှာသွားပြီးနေနေတာတွေရှိတယ်တချို့အခုတိတ်မကြသေးဘူးလွန်ခဲ့တဲ့တလားလောက်ကဆိုရင်သူတို့ကအသက်ပြီးတော့ပြန်ပို့လိုက်တာတွေရှိတယ်အဲ့လိုမျိုးတွေကအင်မတန်ဘလို့တဲ့ ့မလုပ်ထိုက်တဲ့ဥစ္စာကျွန်တော်တရားရေးရတာဝန်ယူပြီးတော့တို့ဖြည့်ရှင်းပေးရမယ့်ကိစ္စတွေရှိတယ်။ဟိန္ဒူဘာသာဝင်ဟိမြန်မာနိုင်ငံသားတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့အဲတို့လူမျိုးလူကြီးတွေနဲ့တွေ့ရတွေ့တဲ့အချိန်ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအခက်အခဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အခွင့်အရေးလေးတွေကာကွယ်ပေးပါ အချိန်တို့တွင်မှယာယီကာဝယ်မှုကိုတည်ချချာပေးပါကျွန်တော်တို့အမြဲတမ်းလာပြီးနေမှာမဟုတ်ဘူးတို့နိုင်ငံဒီလိုမျိုးစစ်ကောင်စီစစ်ကဆက်ကဆနဲ့ခက်ခဲတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကောင်းမွန်တဲ့ယာယီကာဝယ်ပေးပါပညာရေးကျန်းမာရေးအထူးသဖြင့်ကျွန်တော်တို့အဲ့အရာတွေကာဝယ်ပေးပါပြီးွားရင်ဆက်ကဆနဲ့ပတ်သက်ပြီးတော့စီးပွားရေးတွေလုပ်တဲ့ဥစ္စာမှာအထူးသဖြင့် စစ်လျင်စီစစ်လက်နက်ပစ္စည်းတွေဆိုရင်ဆက်ပြီးတော့အယောင်းဝင်မလုပ်ပေးခြင်းဘူးမယောင်းစေခြင်းဘူးစပို့မလုပ်စေခြင်းဘူးနေချားကုံသွေးကြီးနဲ့ပတ်သက်ပြီးတော့လဲသူတို့တွေစကားဆားရဲ့လက်ထဲကိုဒေါ်လာတို့ရူပီးတို့ရောင်းမဲ့ပတ်စံတွေကိုကျွန်တော်တို့မလုပ်စေခြင်းဘူးဘာကြောင့်လဲဆိုတော့ဒီပတ်စံတွေကိုလုံးဝစစ်လက်နက်ပြန်ဝယ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုပြန်တက်မှာဆိုတော့အဲ့လိုမျိုးတွေကိုကျွန်တော်တို့မလုပ်စေခြင်းဘူးအဲ့ဒီအဲ့ဒီလိုမျိုးတွေတော့ကျွန်တော်တို့ပြောခြင်းပါလေဆရာဟုတ်ကဲ့ဆိုတော့အခုချိန်မှာတင်တူလိုမျိုးတွေဆိုရင်တော့မြန်မာနိုင်ငံမှာဂျုံတွဲတဲ့အခက်ခဲတောင်မှကဘာတိအောင်អော်ပေးမဲ့သူတွေကမရှိရှာတဲ့အနေအထားအဲ့ ကြားထဲမှာအိန္ဒိယကအနေချင်းနဲ့ဤပညာလိုအပ်တဲ့ဗန္ဒံငွေပန်းပူးပြမလိုအပ်တဲ့ထောက်ပံ့လေးတွေပေးပြီးမှဟိန္ဒူလူမျိုးတွေပေါ်မှာစစ်ကောင်စီဗာကျူးလွန်နေတယ်ဆိုတဲ့ဟာတွေကိုစောင့်ကြည့်ရမယ့်အစားစစ်ကောင်စီနဲ့ဆွမ်းနာဆရာပြောသလိုလက်တွေ့ပြီးမှနောက်ဆုံးပိတ်ဝန်ကြီးချုပ်မူဒီဒီကိုတိုင်ကတကယ်စစ်ကောင်စီနဲ့ကိုတန်းတူ နိုင်ငံတကာ platform ဟာမျိုးမှာထိုင်ပြီးတော့မှနေချင်းဆိုင်တွေးဆောင်တဲ့ဟာမျိုးကိုလှုပ်လာတဲ့ပုံမှာအိန္ဒိယရဲ့လက်ရှိလှုပ်ဆောင်ချက်ကသူတို့အိန္ဒိယနိုင်ငံအတွက်အကျိုးရှိတယ်လို့ထင်လားဆရာအနေနဲ့မြန်မာနိုင်ငံသားကြီးပြင်းလာခဲ့တဲ့သူတွေရောက်နေတဲ့သူတို့ကိုကြိုးကိုကြီးတယ်လို့ပြောလို့ရမလားဆရာအတွေ့အကြုံနဲ့နိုင်ရှင်ပြုံးမှာသုံးသပ်ပေးပါလားဆရာဟုတ်ကဲ့ဒီတရုတ်ဆိုးရအနေနဲ့ကြည့်မယ်ဆိုရင်တော့ဟုတ်တယ်သူကဒီစစ်ကောင်စီတို့တော့သူ warning ပေးတယ်ဒီတရုတ်လူမျိုးစုတွေသူမှနေထိုင်တဲ့လူတွေကိုအနှောက်အယှက်မဖြစ်အောင်တခုခုဖြစ်တယ်ဆိုရင်သူတို့အတွက်ထိရောက်တဲ့အရေးယူမှုတွေရှိတယ်ဆို တဲ့ဥစ္စာမျိုးကျွန်တော်တို့သတိထားမိတယ်ဒါပေမဲ့အိန္ဒိယအဲ့ဒါမျိုးတွေမလုံနိုင်ဘူးမလုံလည်းမလုံဘူးကျွန်တော်ထင်တယ်သူတို့ရဲ့အမျိုးသားရေးဝါဒသူတို့ပါတီနိုင်မှုအဆင့်လောက်ပဲဆရာကျွန်တော်တို့ဟိန္ဒူဆိုပြီးသူတို့တကယ်ဟိန္ဒူဆိုပြီးရှိတဲ့လူတွေမဟုတ်ဘူးအကျိုးမြတ်အကျိုးမြတ်ကိုကြည့်တဲ့လူတွေလို့ပဲထင်တယ်တကယ်တော့ဝန်နေဆရာဆရာဒီလိုမျိုးလူသက်သမားနဲ့လက်တွဲပြီးတော့နှုတ်ဆက်ထားတာတွေ platform တစ်ခုမှာပေါ့နော်ဟိုစကားထိုင်ပြောတာတွေကလူသက်သမားနဲ့စကားထိုင်ပြောရဲဆိုတာတကယ်တော့အင်မတန်ရွန်ရှာဖို့ကောင်းတယ်မိုဒီအစိုးရတကယ်ဆိုသူ white out လောက်အောင်မှာမင်းအောင်လိုက်နဲ့တွေ့တဲ့အချိန်မှာဆိုရင် ဲ့နိုင်ငံရေးခွင့်ရေးတွေဘာခွင့်ရေးတွေလိုချင်လဲတော့မသိဘူး။မင်းအွန်လိုင်းစီကနေပြီးတော့ဒါပေမဲ့အဲ့လိုမျိုးတွေကမဖြစ်သင့်တဲ့ကိစ္စပေါ့နော်။တိတ်ခါတားကြတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးဒီမိုကရေစီကိုနိုင်ငံကိုအုပ်ချုပ်နေတဲ့အစိုးရတစ်ခုလုပ်ပြီးတော့ဒီလိုမျိုးကမ္ဘာပေါ်မှာအဆိုးဆုံးဒီဒီတာရှစ် လူသက်ကောင်နဲ့တွဲပြီးတော့ထိုင်နေဆိုတာရတော်တော်လေးကိုတွေ့ရတာမစီလျော်ဘူးဆရာအဲ့တော့ကျွန်တော်ထင်တယ်အိန္ဒိယစီမှာ policy ရတော့အမျိုးသားရေးနဲ့ policy ရဒီအပြည်ပြည်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်မြန်မာပြည်မှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေအတွက်တော့မဟုတ်ဘူးဆရာဘာကြောင့်လဲဆိုတော့အတိအသားကြီးပဲကျွန်တော်တို့ဟိန္ဒူဘာသာဖျားเจ้าတွေနှစ်နဲ့ရာနဲ့ခြီထားတဲ့ဖျားเจ้าကြီးတွေရှိတယ်အဲ့ဖျားเจ้าတွေတချို့ထီသွားတာဖြူရိုဘာတို့မှာရှိတယ်ဖြူရိုဘာတို့မှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေကဟိန္ဒီစကားပြောတဲ့ ဟိန္ဒူဘာသာဝင်နေစရာတမယ်စကားမဟုတ်တမယ်စကားဆိုတော့အိန္ဒိယရဲ့တောင်ပိုင်းတိုင်းမှာအိန္ဒိယရဲ့လက်ရှိ Central Government မှာစကားပြောနေတဲ့လူတွေကမြောက်ပိုင်းတိုင်းကလူတွေကပိုပြီးအုပ်ချုပ်နေ Central Government မှာအဲ့လိုသူတို့ရဲ့လူမျိုးစုတကယ်ကိုလာတဲ့လူနည်းစုရဲ့ခံရတဲ့ဥစ္စာတော့သူတို့မကြည့်ဘူးဆိုအင်မတန်တော့တော်တော်လေးကိုပြောရခက်တယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားဟိန္ဒူဘာသာကိုယ်ဝယ်တဲ့လူအနေနဲ့ရတော့အိန္ဒိယအစိုးရ Central Government ရဲ့လှုပ်ဆောင်မှုတွေအရဆိုရင်အင်မတန်ယုံရှာဖို့ကောင်းတယ်စကားစားနဲ့လှုပ်ရက်နဲ့တထရာတယ်လို့ပဲမြင်မြင်တယ်ကျွန်တော်တို့မျက်စိထဲမှာစကားစား လိုလူမျိုးနဲ့အတူလက်ဆက်ဆံပြီးတော့စီးပွားရေးအကျိုးမြတ်တွေလုပ်နေတဲ့စစ်လက်နက်ပစ္စည်းတွေရောင်းနေတယ်ပြီးတော့ကျွန်တော်တို့တော်လိုင်းသမားတော်လိုင်းတပ်သားရဲဘော်တွေကိုပြန်ပြီးတော့တတ်ဖြတ်ပြီးတော့ဘာမှအရှင်မယူပေးတဲ့အိစရီပေါ်မှာ တော့ကျွန်တော်တို့ဆက်ပြီးတော့ဘာမှအခွင့်အရေးတွေမျှော်လင့်စရာတော့မရှိဘူးသို့တော့ အိန္ဒိယကမ္ဘာမအနေနဲ့ကိုကျွန်တော်တို့တော်လိုင်းအဖွဲ့အနေနဲ့အထူးသဖြင့်မြန်မာဟိန္ဒူယူနီယံအနေနဲ့တာဝန်ရတော့ကျွန်တော်စာရီဆက်ပြီးရေးနေရမယ်သူတို့ထပ်ပြီးတော့အကျူကိတ်လုပ်ရမယ်သူတို့နားပိတ်နေတာကိုနားကြောင်းထပ်ပြီးလုပ်ဖို့တော့ကျွန်တော်ပို့ပြီးတော့နှစ်ဆသုံးဆထပ်လုပ်ရမှာပေါ့နော်ကျွန်တော်တို့အတန်တိတ်နေအတန်တိတ် ဟိုလူခွေဆုံးရှုံးနေတယ်ဆိုတာသူတို့သာတေချာ view site မှာ collection တွေတေချာလုပ်မယ်ဆိုရင်ကျွန်တော်တို့အဲ့လိုဖြစ်မှာမဟုတ်ဘူးသူတို့ဒီမှာတာဝန်လည်းရှိတယ်ဟုတ်ကဲ့ဒီနှုံဆုံးပိုင်းအနေနဲ့ကျွန်တော်မေးချင်တာကအခုကျွန်တော်တို့အိန္ဒိယကဘာလုံးမှာတရုတ်နဲ့ကိုရင်ပေါင်းတန်းနိုင်တဲ့နိုင်ငံဆိုပြီးမှပြည်သူတချို့ကလည်းကြွေးကြော်နေကြတယ်တကယ်အနောက်နိုင်ငံအင်အားကြီးနိုင်ငံတွေနဲ့လည်းရှင်နိုင်တယ်ဆိုတော့ပြောကြတယ် ဒါပေမဲ့တစ်ဖက်မှာသူ့ initial မှာဖြစ်ပွားနေတဲ့မီးလောင်နေတဲ့ကိစ္စဟာမျိုးကိုအစိုးရကလည်းဆောမကျွန်တော်တို့တော့ရှုပ်ဆွေးနွေးသလိုညီနေပြီးသူဒီဆိုရင်လည်းတကင့်နေစနစ်ထိဆက်တဲ့မြန်မာဖိချံအောင်အိန္ဒိယဖိချံအောင်ခွာနေထိုင်တဲ့လူမျိုးတွေကလွေပြီးတော့မှဂျန်တဲ့ လူမျိုးတွေကမြန်မာနိုင်ငံအရေးကိုတိတ်စိတ်ဝင်စားကူမှအတန်ထွေပေးရဟနေတယ်ပေါ့နောက်တစ်ဖက်မှာဆိုရင်အနောက်နိုင်ငံတွေကမီဒီယာတွေရပါဝင်လွတ်လပ်တဲ့မီဒီယာတွေဆိုရင်တော့မြန်မာနိုင်ငံပြည်တွင်းထိကိုဝင်ပြောမယ့်မြန်မာနိုင်ငံအခြေအနေကိုတင်ဆက်တဲ့ဟာတွေရှိနေတယ်ပေါ့ဒါပေမဲ့အိန္ဒိယသတင်းမီဒီယာတွေဆိုရင်လည်းတွေ့တွေ့ဒါအဲ့လိုမျိုးလုံးပြောမှအိန္ဒိယအစိုးရတွေကမြန်မာအင်းကြီးချင်းမှာ ဖြစ်နေတဲ့ဟာကိုပိုတီးအောင်လုပ်တဲ့ဟာမျိုးတွေလည်းမရှိဘူးနောက်တစ်ချက်မှာမာဆိုရင်တည်းနိုင်ငံကြီးပါတီရဲ့ယနေ့အချိန်ထိလွတ်တော်ဟာမျိုးမှာပေါ့နော်မြန်မာနိုင်ငံအရင်နဲ့ပတ်သက်ပြီးပြမှာအကျိနေဆွေးနွေးပြမှာမူဝါဒတွေထွက်လာအောင်နင်းခုန်တာလည်းမရှိဘူးဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ Hindu မျိုးသားကြီးတမားတို့တွေနဲ့သူတို့တွေကိုဘယ်လိုမြင်တယ်လဲအခုနောက်ဆုံးနဲ့ဘာစကားပါချင်တယ်လဲပေါ့နော်ပထမပိုင်းကျွန်တော်ပြောခဲ့မြန်မာပြည်မှာရှိတဲ့ Hindu တွေရှိတယ်ကျွန်တော်တို့တမိုင်းတောက်လျှောက်အနှစ်80ကျော်လောက်ကကျွန်တော်တို့ကအတန်တိ ိတ်နှိပ်စက်ခံထားရတာသူတို့ပညာရေးကျန်းမာရေးတွေမှာအထူးသဖြင့်ပညာရေးပေါ့နော်အခုပြည်တွင်းထဲမှာရှိတဲ့အခု central board တို့ဘာလို့မှရှိတဲ့စီးပွားရေးသမားကြီးတွေဟိန္ဒူဘာသာဝင်စီးပွားရေးသမားအကြီးကြီးရှိတယ်အဲ့လိုလူတွေကလည်းဆက်ကဆက်နဲ့တွဲပြီးတော့သူတို့ရဲ့ကိုယ်ဝေးကိုယ်တာအကျိုးမြတ်အတွက်လုပ်နေတာတွေရှိတယ်သူတို့ကအမျိုးသားကြီးဆိုပြီးမရှိဘူးဒီပြည်တွင်းထဲမှာရှိတဲ့ဟိန္ဒူဘာသာဝင်မျိုးသားကြီးဆိုတဲ့ဝါဒီမရှိဘူးသူတို့စီမှာ personal interest ပဲရှိတယ်အဲ့ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေဖိနှိပ်ခံနေရတဲ့ကိစ္စကို ို့ပြီးတော့ကောင်းလာအောင်လုပ်နိုင်တဲ့အခြေချင်းတော့တခုမှရှိမယ်လို့မမြင်ဘူးအဲ့ဒါကျွန်တော်တို့လက်ထဲမှာပဲရှိတယ်ကျွန်တော်တို့ကြိုးစားမယ်ပြင်မှာရှိတဲ့လူတွေပြည်တွင်းထဲမှာအတန်တိတ် underground နဲ့ပေါ့နော် join ပြီးတော့လုပ်ပေးနေတဲ့လူတွေကတာဝန်ရှိတယ်ဆရာ Islam ဘာသာဝင်တဲ့ရှိတဲ့နိုင်ငံတွေသူတို့လူမျိုးစုအတွက်ကိုအရန်မတက် stand လုပ်ပေးတယ်တခုခုဆိုကာကွယ်ပေးတယ်ဘာပဲဖြစ်ဖြစ်အတန်ထွက်ပေးတယ် Hindu ဘာသာနဲ့ပတ်သက်ပြီးတော့ တကယ်ဘာမှမရှိဘူးအဲ့လိုမျိုးအားနည်းချက်တွေရှိတယ် UK ပါလီမန်မှာတော့မှမြန်မာပြည်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေနှိပ်စက်ခံရတဲ့အတန်ကိုထွက်ပေးတယ်အရန်တန်မှုရှိတယ်ဘာကြောင့်လဲဆိုတော့ဒါအမျိုးသားရေးလို့ထက်ပြောမယ်ဆိုရင်သူတို့ လူမျိုးစုတစ်ခုရဲ့ဟိုလူမျိုးတသားတည်းဖြစ်နေပါဘောเนาะတူတူဘာသာဝင်ချင်းကိုသူကာဝယ်ပေးတယ်ဆိုတဲ့စိတ်မျိုးတွေပေါ့အဲဒါပေမဲ့ဟိန္ဒူဘာသာမှာမရှိဘူးကျွန်တော်တို့ UK မှာဆိုလဲဟိန္ဒူဘာသာဝင် politician တွေရှိတယ်ကာချာချင်းမတူဘူးနဲ့တူတယ်ဆရာနောက်တစ်ခုပြန်ကြည့်မယ်ဆိုရင်လဲသို့တော်လဲကျွန်တော်တို့ဘက်ကတော့လက်ရှိနေဦးတော်လိုင်းကြုံတွေ့နေရတဲ့ပုံမူတည်ပြီးတော့ဒီလမ်းညောင်အခွင့်အရေးပဲကျွန်တော်တို့တွေကျွန်တော်တို့ဖောက်လဲဖောက်နေတယ်ဒါပေမဲ့ဒီလမ်းညောင်ကကျွန်တော်တို့အရင်က ဆက်ဆက်ပြီးတော့ဖောက်လာတဲ့လမ်းမဟုတ်တဲ့အတွက်အချိန်ရတော့ပေးရမှာပေါ့နော်ကျွန်တော်တို့ဒီမှာအခက်ခဲကြီးလို့ရှိတယ်ဟိုကျွန်တော်တို့အဲ့လမ်းကိုတော့ဆက်ပြီးတော့ထိုးဖောက်ရမယ်ဆက်ပြီးတော့အောင်မြောင် လုပ်ရမယ်နောက်ဆုံးဆက်ဆရာကပြောရသလိုအိန္ဒိယဂါဗာမန့်ရဲ့ပါလီမန်ထဲမှာဟိန္ဒူဘာသာဝင်တွေရဲ့အခက်ခဲဖြစ်နေတဲ့ဥစ္စာကိုဒီဘိတ်လုပ်ပြီးတော့ policy တစ်ခုထွက်လာအောင်လုပ်ပေးနိုင်အောင်လုပ်ရမယ်လို့ကျွန်တော်တို့ပို့ပြီးတော့အခုစဉ်းစားမိတယ်ဆရာ ျွန်တော်ဆက်ပြီးတော့ကြိုးစားမှာပေါ့နော်ဟုတ်ကဲ့ဒါဆရာတို့မြန်မာ Hindu Union အနေနဲ့ဒါမြန်မာနိုင်ငံမှာရှိတဲ့ Hindu လူမျိုးစုတွေအတွက်စဉ်းစားထားတဲ့ရည်မှန်းချက်တွေအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အခုလိုအချိန်ပေးတဲ့အတွက်လည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဆရာမင်းကြီးကျေးဇူးပါဆရာဆရာဒီလိုအခုအခွင့်အရေးပေးပြီးတော့မေးပြီးတဲ့အတွက်လည်းကျေးဇူးပါ